်မင်္ဂလာပါရှင်73ရေ10လောက်မှ69ရေ10လောက်2025တပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့အပြောင်းလဲပေါ်မယ်ဒီလိုပေါ်ခြင်းဟာကောင်းသောပေါ်ခြင်းလို့တွေ့ရတယ်အလုပ်တွေကန်တိတွေပေါ်မယ်လုပ်ငန်းတွေတိုးချင်ရမယ်အလုပ်နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချင်စီထားတဲ့ကိစ္စတွေအောင်မြင်စီမယ် တန်မိုးကြီးသောပစ္စည်းထွက်တတ်တယ်ဒါကလေမိမိအသုံးလိုလိုထွက်သွားတဲ့အရာမျိုးကိုမြင်နေနော်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အလိန်အညာလေးတွေခံရတတ်တယ်ဒါကြောင့်ဘယ်သူမှမယုံပါနဲ့အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနောက်ဆက်တင်းရမယ်ပူပန်ရမယ်စိတ်ရှုပ်ထွေးရမယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာဆင်းရဲစရာဒီလိုလေးကြုံရတတ်တယ် ရန်အနေနဲ့တိုက်ခိုက်ရှိတယ်တတိထားပါမိမိကိုမနာလိုတဲ့သူမိမိကိုတိုက်ခိုက်ခြင်းတဲ့သူမိမိကိုအပြစ်ပြောခြင်းတဲ့သူဒီလိုလေးတွေ့ရတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူချင်းလူခင်ပေါ်ခြင်းလို့တွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကိုယ်စိတ်တိုင်းကြပြောဆိုခွင့်အောင်မြင်စေမယ့်တပတ်တော်လို့မြင်ပါတယ်ကျမရင်းနဲ့ပတ်သက်ရင်တော့ညံ့မယ်။ဘာရင်းညံ့နိုင်လဲဆိုတော့အဓိကအေးပတ်မခံတဲ့ရေချိုးမမစင်တွေအဲကွန်းပန်ကာလေးတွေသတိထားပြရအောင်နော်။ အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာကိုရည်ရွယ်ကြံစည်ထားတဲ့ကိစ္စလေးတွေအောင်မြင်စေမယ်လုပ်ချင်တဲ့ကိစ္စလေးတွေဆန္ဒတွေအကောင်းထည်ပေါ်မယ်ဒီလိုလေးမြင်တာပေါ့နော်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေထီထိုးကန်ဆန်းခြင်းနေဆိုရင်တော့သုံးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါးကြီးရှင်လန်းပွင့်လန်းစီမဲ့တပတ်တာလို့မြင်နေရဆရာရှိတဲ့ငွေကြီးတွေလည်းဝင်လာမယ်။ပြီးဆရာရှိတဲ့ငွေကြီးကိစ္စတွေလည်းအဆင်ပြေသွားနိုင်မယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပဲဇာတ်ကြည့်လိုက်တဲ့အခါမိမိကိုအလိမ့်ညာမခံရဖို့အတွက်ကိုပဲကာဝေးရမယ်။ကျန်တဲ့ကိစ္စအားလုံးအဆင်ပြေတယ်။ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့ရဲ့ကံတောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းလေးဆံမပေးချင်ပါတယ်။တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေရာကရွှေရောင်ရက်ခုနှစ်လက်ကိုနေအိမ်ဖျောင်းဒုံမဟုတ်ဇီရီတဆူမှာတွားရောက်ပြိုင်ခြင်းဖြင့်မိမိခက်ခဲနေတဲ့အခက်အခဲတွေအားလုံး ကီးစင်ပေါက်ပြော်ပြီးကောင်းကျိုးချမ်းသာများရရှိစေမှာဖြစ်ပါလေရှင်။မင်္ဂလာပါရှင်။73ရက်စင်လ2025မှာ79ရက်စင်လ2025တပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလေရှင်။တနင်္လာသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အခက်အခဲလေးတွေကြုံရမယ်။လုံးဝကံရခက်ခဲစီရေပေါ့နော်။တံမှုကြီးတော့ပြည်စီထွက်တတ်ပါလေ မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေကောင်းတွေထွေးမိမိတ်ဆွေတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းရမယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစိတ်ရှိဝါမယ်ကောင်းရှုံးဝါမယ်။ဆွေမျိုးသားချင်းစီကနာယီသတင်းတီကြားတက်ပါလေ။ကျန်နေစွစွဝါလုံးဝမရှိဘူးချစ်သူခင်သူပေါများလာမယ်တပတ်တာလို့မြင်နေအချီးင်းနဲ့ပတ်သက်ပြီးတော့ ချစ်တဲ့သူစီကနေအဆက်အသွယ်မရတာမျိုးကြုံရတဲ့တည်းအဲ့တော့ပုံမှန်အဆင်ပြေနေတဲ့ချစ်သူတွေတောင်မှပဲတယောက်နဲ့တယောက်အဆက်အသွယ်လေးတွေရက်နေတာသူ့အကြောင်းကိုမသိရတာကိုယ့်အကြောင်းသူမသိရတာဒီလိုလေးကြွေရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ပဲရဲ့ကျမ်းမာရေးချူကြတဲ့တည်းတနင်္လာသမီးရဲ့ကျမ်းမာရေးတနင်္လာသားသမီးတွေအတွက်ကတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဆိုးချိုးမရှိဘူးရခင်ကနေ့ကကျမ်းမာရေးဝေဒနာခံစားရတယ်ဆိုရင်တော့အနာနဲ့စီးထွေသွားမယ်ကြေးကြမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ အလုတ်ကင်ခွန်းလန်းလေးတွေနေနေတဲ့တွေ့ချောင်းမလို့မအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကံနဲ့ပတ်သက်ရင်တော့အားကောင်းတယ်မိမိဘက်ကလည်းမှန်ကန်အောင်နေရတယ်။အထူးသဖြင့်ဒီတစ်ပတ်မှာကံ၅ပါးကိုလုံအောင်တင်းရတယ်။ကံ၅ပါးလေးမှာတစ်ခုခုကိုပွားချွေးသွားပြီဆိုရင်တော့လက်လာပါးတွေပိတ်ဆို့နေတာမျိုးလေးကြုံရတတ်တယ်။ငွေကြီးလက်လာပါးတွေရွှေလန်းပွင့်လန်းစီပဲတပတ်တာပါ။ အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးမတွေ့ရဘူးမိမိဘက်ကနေပြီးတော့ပုံစံအချင်းပြောင်းလေးတွေလောက်ကင်သွားပြီးပုံစံလေးတွေချင်းပြီးတော့ပြောဆိုသွားပြီးဆိုရင်အဆင်ပြေမဲ့တပတ်တာလို့တွေ့ရတယ်ဒီတော့တနေ့လာသားသမီးချင်းမေးဆွေတို့ကဲတော့ပန်ပြစီရဲ့ရေရရာကောင်းလေးပေးချင်ပါတယ်တနင်္လာသားသမီးချင်းမေးဆွေအိမ်ပြားမှာနွားနုနှစ်ခွက်လူလဲချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လဲသွားပြီလို့တွေ့ရပါတယ်ရှင် ။ဒါပြင်တနင်္လာသားသမီးတွေအကျိုးပေးတဲ့ထီနယ်ဘက်ကကိုးတလုံးပဲဖြစ်ပါလေ။ဒါကြောင့်ကိုးတလုံးကိုဒီလိုကန်ဆန့်ပေးဆိုရင်ကံအားကောင်းစီပါပဲဖြစ်ပါလေရှင်။မင်္ဂလာပါရှင်73ရေးဆယ်လမှ19ရေးဆယ်လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာဖြစ်ပါလိမ့်ရှင် ။ငါသားမိချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းနေလုံတော့မြအကျိုးရှိပြီ။နောက်ကိုလုတ်တဲ့ကိစ္စတိုင်းကိစ္စတိုင်းမှာအောင်မြင်စီမဲ့အရာလေးတွေကိုတွေ့ရတယ်။တံမိုးကြီးသောပြည်စီဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းတွေရဲ့ကိုကြီးကောင်းတွေ၊ထောက်ပံ့ကောင်းတွေ၊အကြံဉာဏ်ကောင်းတွေရရှိစေမယ့်တပတ်တာပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းတွေ၊စီစဉ်မှုတွေလည်းပဲအဆင်ပြေမဲ့ထင်မှတွေ့ရတယ်။ ရှင်မြူသားကြီးစီကနေအကူညီကောင်းအကြံဉာဏ်ကောင်းထောက်ပံ့ကောင်းဒီလိုလေးရရှိစီမှာပဲဖြစ်ပါလေ။အတိုက်ကိတ်တော့ရှိတယ်တတိထားပါမိမိဘက်ကလည်းပြောမဆိုမှဘသူ့ကိုမှမဖြစ်စေနဲ့မိမိဘက်ကပြောမဆိုမှဖြစ်လိုက်ပြီဆိုတာနဲ့အဲ့ဒီအတိုက်ကက်ကမိမိစီကိုတိတိဆိုင်ဆိုင်ကြီးကိုကိုယ်ဒေကြီးလာပြီးတော့ဖိုက်တာမျိုးကြုံရတဲ့တတိထားပါအခြေအနေနဲ့ပတ်သက်ပြီးတော့ပုံမှန်လေးသွားနေမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ညှိနှိုင်းတိုင်ပင်ဆွေးနွေးလို့ရတဲ့အချိန်ကာလတစ်ခုတွေ့ရတယ်။ ကျမ်းမိုင်းနဲ့ပတ်သက်တော့စူးချိုးလုံးဝမတွေ့ရပါဘူးရှင်။အေးချမ်းမှုရင်းချမ်းမှုတွေရောက်ရှိလာပေတပတ်တာဘာကြောင့်လဲဆိုတော့ကိုပါလေးပဲရည်ရွယ်လိုက်ပါလေးပဲစီစဉ်လိုက်စီစဉ်လိုက်တဲ့ကိစ္စရည်ရွယ်တဲ့ကိစ္စတွေအကောင့်တွေပေါ်ပြီးအစီအပြီးသွားမယ်တပတ်တာပါချီချိုးကန်ဆန်းမယ်ဆိုရင်ကံအားလောကောင်းနေချီချိုးကန်ဆန်းခဲ့မယ်ဆိုရင်၃ရတလုံးချီချိုးကန်ဆန်းလို့ရပါတယ်ငွေကြီးလည်လာပါများရှင်လန်းလာမယ်တပတ်တာပွင့်လန်းလာမယ်တပတ်တာပါ အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့ကိုပြောချင်တဲ့အရာလေးတွေကိုတချို့ကိစ္စလေးတွေမှာထိန်ချန်ထားရတာလေးတွေရှိတယ်။သို့ပင်ပဲမိမိဘက်ကပြောသင့်ပြောတတ်တဲ့အရာလေးတွေဆိုရင်ပြောဆိုလို့ရတယ်။မပြောသင့်တဲ့အရာတွေဆိုလို့ချင်ရင်အမြဲတမ်းလူမုန်းမခံနေဒါလေးကိုလည်းဆရာမမှာခြင်းနေဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတို့ကံတောက်ပတ်ဖြစ်စေတဲ့ရည်ရာကောင်းလေးပြချင်ပါသည်။အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရည်ရာက ခရီးသွားနေတဲ့သူကိုမိမိငွေကြီးတက်နိုင်သလောက်လမ်းစီးပေါ့နော်လမ်းစီးလူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တောင်အလုံးစုံပြည်လည်သွားမိတ်လူတွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်73ရင်း10လမှ19ရင်း10လ2025တပတ်တောင်ဘုံတုံးသားသမီးချင်းမစုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်ဘုံတုံးသားသမီးချင်းမစုအလုတ်နဲ့ပတ်သက်ပြီးတော့အရာရာ လုပ်ငန်းလေးတွေလေပတ်စီပဲတင်ပါပါတယ်အလို့မရသေးတဲ့သူကလည်းဒီတစ်ပတ်တည်းမှာအလို့ရဖို့လမ်းကြောင်းလေးပေါ့မေးမိမိစိတ်တိုင်းကြောက်တော့အလို့ငွေငွေကြီးလက်လာပါပါနော်လစာကောင်းတော့အလို့ဒါမျိုးလေးရရှိစီမယ်လို့တွေ့ရတယ်တန်မိုးကြီးသောပစ္စည်းတော့ထွက်တတ်တယ်ဒါကလည်းတော်တော်ကိုအသုံးလို့လို့ထွက်သွားတယ်ဆိုတဲ့အရာမျိုးတွေ့ရတယ်ပေါ့နော်မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေရကိုမကူညီနိုင်ဘူး ိုကိုတိုင်းကလည်းပဲတကယ်လိုအပ်လို့အကူအညီတောင်းပြီဆိုရင်ဘသူစီကိုမှလက်လက်မပြတာမျိုးဒီလိုလေးတွေ့ရတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့ရည်တည်ဆိုလို့ရှိရင်စိတ်ရှိွားတယ်ခေါင်းရှိွားတယ်ဒို့ပင်ပဲလေးပဲကိုကကောင်းစွာ ဖြည့်ရှင်းနိုင်တယ်ထင်ပါပါတယ်။ရှင်ယူသားချင်းစီကအကူအညီမရတဲ့အပြင်အပြစ်ပြောတာတော့ခံရတတ်တယ်။ရဲအနေရရှိတဲ့အတိုက်အခံရှိတဲ့အနောက်ရှိရှိတဲ့သတိထားရမယ်။ အချီးနဲ့ပတ်သက်ပြီးတော့ငိန်နေမဲ့တပတ်တာအေးနေမဲ့တပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေစီကနေဟိုတည်နှောင်ကြရတာမျိုးသားသမီးနဲ့ပတ်သက်ပြီးတော့ကိုကိုနိုင်ကလည်းပဲဘယ်ရာမစုပတ်မှုပေးနိုင်တာမျိုးဒီလိုလေးတွေ့ရတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အရာရာခုမှအပူတပြိလုံဆောင်နေရတဲ့အရာလေးတွေရှိနေတယ်။ကို့အတွက်မဟုတ်ရင်တော့သူများအတွက်ဒါမှမဟုတ်ရင်မိသားစုအတွက် ဲ့လိုမျိုးတွေနောက်ဆက်တင်းနေရတဲ့အတွက်ကြောင့်ပူပန်မှုတွေများနေရမှာပေါ့နော်။ကံနဲ့ပတ်သက်ပြီးတော့အားကောင်းနေချီချိုးကန်ဆန်းခြင်းနေဆိုရင်တော့တစ်တလုံးချီချိုးကန်ဆန်းလို့ရတယ်။ငွေကြီးလက်လာပါတွေရှင်လန်းမယ်ပွင့်လန်းမယ်။နောက်ရဆရာရှိတဲ့ငွေကြီးတွေဝင်လာမယ်ဒီလိုလေးတွေ့ရတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့စူးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူး။ဒါပေမဲ့ကိုပီပီစီစီလို့ PPCC နဲ့ PC အောင်လုတ်ပေးရမယ့်ကိစ္စရဲ့ကလေးတွေမှာကိုဘက်ကနေပြီးတော့အားထုတ်ခွန်ဆိုင်လုတ်ပေးဖို့ပဲလိုအပ်တယ်ဒါလေးကိုတော့သတိထားရတာပေါ့နော်အဲ့တော့ဘုဒ္ဓဦးသားသမီးချင်းပြည်စွေအတွက်ကံတောက်ပံ့ဖြစ်စေတဲ့ယရိယာကောင်းလေးပေးခြင်းနေဘုဒ္ဓဦးသားသမီးချင်းပြည်စွေပြုလုပ်ဆောင်ရမယ့်တပတ်တာယရိယာကမိမိနေအိမ်ကဘုရားမှာပန်းဝါခုနှစ်ခွင့်ပြုတန်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်73ရက်ဆယ်လမှာ69ရက်ဆယ်လ2025တပတ်တာဇာတာပတိသာသမီချင်းမိတ်ဆွေရေအလုတ်ကိန်းကနေစတင်ဟောပြောပြပါဖြစ်ဖြစ်ပါတယ်ရှင်ဇာတာပတိသာသမီချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်ကလေးညားနေပေတပတ်တာပါတန်မိုးကြီးသောပစ္စည်းဝင်လာမှုရှိနေပါတယ်မိတ်ဆွေတွေရဲ့ကူညီမှုအကြံဉာဏ်ကောင်းပေးမှုဒါလေးရရှိစီမယ် အိမ်ကိစ္စတွေရည်ရွယ်ထားတဲ့အရာလေးတွေအဆင်ပြေမေအယောင်းဝယ်လေးတွေကောင်းစီမေရှင်မြူသားချင်းစီကတည်ကောင်းနေကြဖို့ရှိနေပါတယ်ရန်အန်ဒီရဲ့အတိုက်အခံရှိတဲ့တည်ထားပါနော်အချီအီနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေပြီ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းသာယာစီပဲအိမ်တော်ကြီးလို့တွေ့ရတယ်။ကျမ်းမာကြီးနဲ့ပတ်သက်ရင်စူးချိုးလုံးဝမရှိဘူး။ရခင်ကနေကကျမ်းမာကြီးခံစားရတဲ့သူဆိုရင်တော့အနာနဲ့စီးတွေ့သွားပါလိမ့်မယ်။ အေးချမ်းမှုငြင်းချမ်းမှုရောက်ရှိလာမဲ့တပတ်တာ အလှူလေးတွေနဲ့အလုံရှုပ်နေမဲ့တပတ်တာလို့မြင်နေ။ကံနဲ့ပတ်သက်ရင်တော့ကံအလောကောင်းနေထီတိုးကံဆန်းခြင်းနေဆိုရင်တော့နှစ်တလုံးထီတိုးကံဆန်းလို့ရတယ်။ငွေချင်းနဲ့ပတ်သက်ပြီးတော့လက်ထက်မှာငွေတွေမထားနေပိုင်ဆိုင်မှုတစ်ခုခုကိုဝယ်ထားမယ်ဆိုရင်ခုအတွက်အပတ်တင်ပြီးတော့အကျိုးမြတ်များစွာရရှိစီမယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးတဲ့အခါမှာမိမိအတွက်နဲ့မဟုတ်ဘဲနဲ့သူများအတွက်နဲ့စိတ်ပင်ပန်းနေရတာမျိုးလေးကြုံရတဲ့ဒီဒီတော့ဂျာသာပရိသသမီးချင်းမဆွေအတွက်ကံထောက်ပံ့ဖြစ်စီတဲ့ရည်ရွယ်ကောင်းလေးဆင်မပေးချင်ပါသေးတယ်။ဂျာသာပရိသသမီးချင်းမဆွေအိမ်ဖ ያ မှာအုံတို့ခေါဆွဲလူတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။ မင်္ဂလာပါရှင်73ရက်ဆယ်လာမ19ရက်ဆယ်လာ2025ပြပတ်တာတောက်ကြတာတပီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလိမ့်ရှင်တောက်ကြတာတပီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့ခက်ခဲစီတွေအလုတ်ကြောင့်အဆင်မပြေဘူးလေးဂျုံရတဲ့တဲ့အလုတ်မှာစိတ်ညစ်စရာစိတ်ရှုပ်စရာလေးပေါ်တတ်ပါတယ်တံမိုးကြီးပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ် မိစေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေဆရာသမားတွေဆီကနေပြီးတော့အကြံဉာဏ်ကောင်းလေးတွေဆရာသမားတွေရဲ့မျက်နှာသာပေးမှုဒီလိုလေးရရှိစီမှာပဲဖြစ်ပါတယ်။အိမ်နဲ့ပတ်သက်ပြီးတော့နောက်ဆက်နေတင်ရမယ်ကြီးကင်းသူရဲ့ကျမ်းမာရေးကြောင့်ပူပန်ရတတ်ပါတယ်။ဆွေမျိုးသားချင်းစီကနေအကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိစီမယ်တပတ်တာပါ။ရန်အနေစူးစူးဝါမရှိဘူးသူပြင်မဲ့အလိအညာခံရတဲ့တာလေးကိုတော့သတိထားပါနော်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအင်မတန်ဖွင့်နေမိလူငယ်လူရွယ်တွေဆိုရင်မိမိချစ်သူကမိမိအပေါ်မှာဂရုစိုက်တဲ့အပြင်အခြားသောသူတွေရဲ့စိတ်ဝင်စားခြင်းချီးဆိုခြင်းဒီလိုလေးခံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ဘက်ရဲ့ဒီငွေကြေးကိစ္စလေးတွေအလုပ်ကိန်းကိစ္စလေးတွေဒီလိုသတင်းကောင်းလေးကြားတတ်ပါလိမ့်ကျမ်းမကြီးနဲ့ပတ်သက်ရင်တော့စိုးချိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာပါ အဆက်အသွယ်ကောင်းလေးတွေဝေးကွာခွဲကွာနေတဲ့သူစီကနေအဆက်အသွယ်ကောင်းလေးတွေရဖို့ရှိနေပါသည်ကံနဲ့ပတ်သက်ရင်တော့ကံအားကောင်းပါလေတီတူကံဆန်းခြင်းတွေဆိုရင်တော့ခုနှစ်တလုံးတီတူကံဆန်းလို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်လက်ထဲမှာငွေကင်ထားပြီဆိုရင်ကုံဝါပင်တန်းချောင်းကတစ်ခုပြီးတစ်ခုပေါ်လာတတ်တယ်။အဲတော့ယုံကြည်စိတ်ချရတဲ့နေရာလေးတွေမှာငွေကိုသိမ်းထားပြီဆိုရင်တော့ငွေစုမိမယ်ဆောင်မိမယ်နော်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြီးလိုက်တဲ့အခါမှာ ကိုယ်တော်လာနေတဲ့လှုပ်ရှားနေတဲ့နေရာလေးတွေမှာအမြဲတမ်းပြဿနာလေးတွေပေါ်တတ်တယ်ဒါတို့ကိူးဆိုင်စီခြင်းနေတောင်းကြသားသမီးချင်းမိတ်ဆွေတွေကံတောင်းပန်ဖြစ်စေတဲ့ရေရာကောင်းလေးပြချင်ပါတယ်တောင်းကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရေရာကကျိုင်းရှိနေတဲ့နေရာလေးတွေမှာလမ်းခင်းပြတဲ့အရာလေးအုတ်ခဲကိုထုချေပြီးတော့တော်လကောင်းเนาะနောက်ကဒီအုံမုတ်ခွက်ကလေးတွေကိုထုချေပြီးတော့တော်လကောင်း အုံးစံဘက်ကလေးတွေကိုခင်းပေးတာတော့၎င်းလမ်းခင်းလိုက်တဲ့တပိတ်ကလေးပြုလုပ်ဆောင်ရွက်လိုက်ပြီဆိုတာနဲ့တပတ်တာမှာမိမိခက်ခဲစီတဲ့အရာလေးအားလုံးကင်းစင်ပပျောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိစီမှာပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။၁၃ရက်ဆယ်လမှာ၁၉ရက်ဆယ်လ2025တပတ်တာစနီသားသမီးချင်းမိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ စနေသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေတာမျိုးလေးကျွန်မတို့တည်းရှီတူဝါခဲနောက်ဆုံးဝါခဲခက်ခဲစီတဲ့ကိစ္စရလေးတွေပေါ်လာလို့ရှိနေပါတယ်။တံမိုးကြီးတော့ပြည်စီတီတခုပြီးတခုထွက်နေတာမျိုးလေးလေကျွန်မတို့တည်းမိတ်ဆွေပေါင်းတဲ့ဒီဆရာသမားတွေရဲ့ကူညီမှုထောက်ပံ့မှုအကြံဉာဏ်ကောင်းပေးမှုဒီလိုလေးရရှိစီမဲ့တပတ်တာပါ။ ိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေသတင်းကောင်းကြားမေးအိမ်ကိစ္စတွေအစီအပြေမေးအိမ်နဲ့ပတ်သက်ပြီးတော့စီစဉ်ညွှန်ကြားရရမှန်သမျှအားလုံးတွေကုချုံးဝေစီပါပဲဖြစ်ပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အမြဲတမ်းပြဿနာလေးဖြစ်တာရင်များရတာစကားများရတာဒီလိုလေးဂျုံဝတ်တည်းရင်အန်ဒီရေစူးစူးဝါလုံးဝမရှိပါဘူးရှင် အခြေအနေနဲ့ပတ်သက်ပြီးတော့စစ်သူရဲ့ထင်မြင်လွဲပေါင်းမှုခံရတဲ့တည်းစစ်သူနဲ့အဆက်အသွယ်တွေပြတ်တောက်သွားတာမျိုးလေးကြောင့်ဝတ်တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျမ်းမာရေးအသေးအသေးကျမ်းမာရေးညံ့တဲ့တည်းယူဆိုင်ပါနော်အေးချမ်းမှုရေးချမ်းမှုရရှိလာပေတဲ့ဘက်တာလို့တွေ့ရတယ်။နောက်မိမိကိုယ်တိုင်လေးကျမ်းမာရေးနဲ့ပတ်သက်ရင်ဂရုစိုက်ပါ။ဖြစ်လိုက်ရင်ကျမ်းမာရေးကအခအောက်ပိုင်းတွေကိုက်ခင်းနာကျင်တာမျိုးလေးခံစားတတ်ပါရဲ့။ ကံနဲ့ပတ်သက်ရင်တော့အားနည်းတယ်။ဒါ့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းတွေဆိုရင်တော့ရှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းလေးတွေရရှိစေမယ်။မိမိကပြောလိုက်ပြီဆိုတာနဲ့လွယ်ကူစွာဝေးချင်းအစီအပြေပဲတပတ်တာလို့တွေ့ရတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူး။ဒါပေမဲ့ကိုယ့်ရှိမှမနာမကျန်းဖြစ်နေတဲ့အရာတွေကိုစက်တိုက်ဆိုသလိုကြုံတွေ့ရတာမျိုးလေး တွေ့ရပါတယ်။ဒီတော့စနေသားသမီးချင်းမရွှေတွေ့ကံထောက်ခံပြည်စီရေရေကောင်းလေးပြချင်ပါတယ်။စနေသားသမီးချင်းမရွှေပြုလူဆောင်ရမယ်တပတ်တာရေရကမိမိနေအိမ်မှာရှိနေတဲ့နိုင်ရက်တောင်လေးနိုင်ကြုံညာလေးဒါဒီအားလုံးကိုရှင်းထုတ်စီခြင်းနဲ့ပေါ့နော်။ဒါအပြင်မိချိုးပေါက်နေတာတွေနောက်ပြီးတော့ဒီဒေဥပိန်နေတာတွေဒေဥပေါက်နေတာတွေဒါလေးတွေကိုရှင်းထုတ်လိုက်ခဲ့ဆိုရင်မိမိခက်ခဲနေတဲ့ ပိတ်ဆို့နေတဲ့လက်လာပါတွေဝင်လန်းစီမဲတပတ်တောင်တွေ့ရပါတယ်ရှင်